ဝိနည်းပွဲဆင်းရင်ကျင်းပတဲ့အခါမှာလူရောရှင်ရောဝိနည်းပွဲလုပ်တဲ့အခါမှာအမတ်တရားကုသိုလ်တွေပြုလုပ်ကြတယ်ပေါ့အမတ်တရားကုသိုလ်တွေပြုလုပ်ကြတဲ့အခါမှာဘုရားဘာသာဝိနည်းကတော့မတ်တရားကုသိုလ်ကောင်းမှုတွေပြုကြတော့လေအခြားခြားဘာသာဝိနည်းကလည်းမိမိတို့ စိတ်ကူးရှိရာယုံကြည်ရာမွေးနေ့အမှတ်တရတွေလုံးလေးရှိကြတယ်ပေါ့မွေးနေ့ပါတီတွေဆိုရလို့ဆင်ကျင်းပပြုလုပ်ကြအလုံးဟာရည်ပဲချက်ကတော့တခုတည်းသောတခုတည်းပဲတူညီတဲ့တခုတည်းသောရည်ရွယ်ချက်ဆိုဒီမှာပါတော့ဆို Happy birthday ဆိုတဲ့အတိုင်းသူကပျော်ရွှင်ချမ်းမြေ့မှုကိုအဓိကထားချမ်းသာဒုက္ခကိုအဓိကထားပြီးတော့ လုကြာများတ်ပေါသို့တေသာဝင်နေရတော့ချမ်းသာပျော်ရွှင်မှုဆိုတာရဲ့အကြောင်းတရားဖြစ်တဲ့ကုသကောင်းမှုလှုပ်တာဘုရားဘာသာဝင်နေအတွက်ပိုးလာတယ်ပေါ့ပိုပြီးတော့အတိတ်ပဲရှိလာပျော်ရွှင်မှုတတ်တတ်မွေးနေဆိုတာလှုပ်တာမဟုတ်ပဲနဲ့အဲ့ဒီပျော်ရွှင်ချမ်းသာမှုရဲ့အကြောင်းရင်းဖြစ်တဲ့ကုသကောင်းမှုလှုပ်ကြတာဒါဘုရားဘာသာတွေရဲ့ဒီ အကြောင်းတရားပေါ်မှာအလေးထားတဲ့အတိတ်ပဲပို့ရတယ်။တော့ဒီကနေ့ဘုန်းကြီးတို့အနေနဲ့ဝိနည်းဝယ်လုပ်တယ်ဆိုတာဒီတဲ့ပို့တဲ့ရည်ရွယ်ချက်လေးတွေရှိတယ်လို့ပြောရမှာ။ဒီချမ်းသာဒုက္ခရဖို့ဆိုရက်ရည်ရွယ်ချက်တဲ့ဘုန်းကြီးတို့အနေနဲ့အမှတ်တရကုသိုလ်ကောင်းမှုတစ်ခု ြုလုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကရည်ရွယ်ချက်တစ်ခုမိမိကိုအကြောင်းပြုပြီးတော့တပြည့်တကာတကမတွေပေါင်းစုပြီး ကုသိုလ်ရကြတယ်ဆိုတဲ့ရည်ရွယ်ချက်ကတစ်ခုပေါ့နောက်တစ်ခုကတော့ဘုန်းကြီးအတွက်ပို့တဲ့ရည်ရွယ်ချက်ကဘာလို့ဆိုမွေးနေ့လှုပ်တိုင်းလှုပ်တိုင်းတန်ဝေကစိတ်ဖြစ်မှုပါနာရေးကြော်ညာတစ်ခုဖတ်လိုက်ရတယ်လို့ပဲ ကိုယ်အသက်ခဏန်းထိုးလိုက်တဲ့အခါဒီနေ့84ဆိုတာရအမတန်ကြီးမားတဲ့ခဏန်းကြီးတစ်ခုရောက်ရှိလာပြီဆိုတော့တန်ဝေကဖြစ်เสียကြီးပေါ့နော်အဲ့တော့ happy birthday ကြီးပဲမဟုတ်ဘူးအဲ့ဒီ happy birthday တဲ့ပို့တာကဘာတော့ဆိုကုသိုလ်ကောင်းမှုတွေလောရမယ်မိမိကိုအကြောင်းပြုပြီးတော့ကုသိုလ်ကောင်းမှုတွေပို့ပြီးတော့လှုပ်ဖြစ်ကြမယ် တပည့်တရားကမာတွေပတ်ဝန်းကျင်တွေကုသကောင်းမှုတွေပို့လုဖြစ်ကြမယ်။ခြံသာဒုက္ခရာခြင်းရဲ့အကြောင်းကုသကောင်းမှုတွေလုဖြစ်ကြတယ်။ကုသလုဖြစ်တာဟာအလွန်ကောင်းမြတ်တဲ့အကြောင်းတရားတစ်ခုကိုစီးပူအထောက်ရဖြစ်လို့ဘုရားမြတ်စွာကိုယ်တိုင်တိုင်းကပဲဧဝံသတိနမစ္စေနကတ္တပံကုသလံဘဟော လူဘဝရလာတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာကုသိုလ်များများရအောင်စီဘူးအထောက်ရမယ်လို့ဝိသကာကျောင်းမကြီးဟောတဲ့ဓမ္မပဒမှာတိုက်တွန်းနှိုးဆော်ထားတာရှိမွေးဖွားလာတဲ့ပုဂ္ဂိုလ်တယောက်ဟာတတ်နိုင်သမျှကုသိုလ်တွေများများစုဆောင်ဖို့ကုသိုလ်တွေလုံးမိဖို့ဒါဟာအရေးကြီးတယ်ကုသိုလ်လုပ်တဲ့အခါမှာဘာကိုပဲအကြောင်းပြုလုပ်လို့ ကုသိုလ်လုံးဖြစ်မှုဟာအဓိကယံကိစာရမဏံကတ္တဝါဒိသဒါနမလာပြီအကြောင်းတစ်ခုကိုဥတီချက်ထားပြီးတော့လူကြတယ်တန်းကြတယ်ကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်ဆိုဒီလုံးဖြစ်ခြင်းကကုသိုလ်ရခြင်းကသာလင်အဓိကအကြောင်းတရားပဲဖြစ်တယ်ပေါ့ပျော်ရွှင်မှုဆိုတာ အပေါ်ယံအကြောင်းတရားအပေါ်ယံရရှိလာတဲ့အကျိုးလေးပဲဖြစ်တယ်အဲ့ဒီမှာတွင်ပဲအာယုံစိုက်ပြီးတော့ ီနေရာမာလေးတွင်ပဲအဆုံးတတ်မနေပဲနဲ့မွေးနေ့ပါတီတွေလုပ်တဲ့အခါမှာပျော်ရွှင်မှုဆွေတွေမျိုးတွေမိသင်ငါတွေနဲ့ပေါင်းစုံပြီးတော့ပျော်ကြပါကြဆိုတဲ့အပေါ်ယံလေးမှာတွင်ပဲတွေ့တာပြီးတော့မနေပဲနဲ့အဲ့ဒီတဲ့လေးနဲ့တဲ့ဒီပျော်ရွှင်ချမ်းမြေ့မှုရဲ့အကြောင်းဖြစ်တဲ့ကုသိုလ်တရားရှိဘူးအထုံး ရသဗျာကိုယ်တိုင်ကအကြောင်းတရားသိဖို့အထုံးမှအကျိုးတရားကိုရနိုင်တယ်လို့သူခေါ်ပုံညာတဥစ္စယောဆိုတဲ့ဒေသနာတော်နဲ့မိန့်ကြားထားတာရှိကုသိုလ်ကောင်းမှုမိမိတဏ္ဍာမှာစုမိဆောင်းမိဖြစ်လာခြင်းဟာဒုက္ခရဲ့အကြောင်းတရားဖြစ်တယ်လောကလူသားတွေပျော်ရွှင်ခြင်းကြတယ်ပျော်ရွှင်ခြင်းလည်းဘာလို့ရမလဲကုသိုလ်ကောင်းမှုလုပ်ပါလို့မြတ်စွာဘုရားဆိုလိုတာဖြစ်ပါတယ်ဟောကြားလိုတာဖြစ်ပါတယ် ဒါကြောင့်မို့ဘုန်းကြီးတို့တွေချမ်းသာဒုက္ခကိုလူလာတဲ့ချမ်းသာဆိုဒီမှာလူချမ်းသာညာချမ်းသာပြမချမ်းသာလောကထဲမှာရှိတဲ့ဒီချမ်းသာတွေကိုလူလာလို့ရှိရင်လည်းဘာလို့ရအောင်လဲကုသိုလ်ပဲလုပ်အောင်ဒီတဲ့ပိုတဲ့ဒီတန်တိဒုက္ခလို့ဆိုတဲ့ခံစားမှုတွေနဲ့မဆက်ဆက်တဲ့သာဝရအငိမ့်တတ်လို့ဆိုတဲ့ချမ်းသာဒုက္ခလူချင်းရင်လည်းဘာလို့ရအောင်မှာလဲကုသိုလ်ပဲလုပ်အောင် ဒီကုသိုလ်ဟာလောကတွင်မှာရှိတဲ့ခြားနာဒုက္ခအလုံးကိုလည်းပေးစွမ်းနိုင်တယ်။နောက်ဆုံးမှလောက အပြင်ရောက်သွားတဲ့လောကနဲ့ဆက်စပ်မှုမရှိတဲ့တန်တိဒုက္ခဆိုတဲ့အငိမ့်တခြားနာကိုလည်းပဲဒီကုသိုလ်တွေကပေးစွမ်းနိုင်။မိမိရဲ့ရည်ရွယ်ချက်ဥတည်ချက်အတိုင်းမိမိရဲ့ဆန္ဒအတိုင်းကုသိုလ်ကောင်းမှုတွေကဥတည်ချက်အားလျော်စွာကောင်းကျိုးချမ်းသာတွေကိုပေးတော်မှာဖြစ်လို့ဘုရားဘာသာဝင်တွေရဲ့ မွေးနေ့လူမှုတမ်းမှုကပို့ပြီးတော့လေးနဲ့တယ်လို့ပြောအောင်ပို့ပြီးတော့လေးနဲ့တယ်ဒီတဲ့ပို့လေးနဲ့ဖို့ရကြတော့မွေးနေ့ဆိုတာပံဝေကဖြစ်ပွဲနေ့တနေ့လို့ဒီလိုမှတ်ရမှာပေါ့ရသော်ဘုရားသခင်ကိုရောမြတ်ကဓမ္မစကြာတရားတော်မှာဇာတိပိဒုက္ခမွေးလာရတာဟာဒုက္ခရလာတာလို့ဒီလိုဆိုလိုတာပေါ့ အဲ့တော့ဒီဒုက္ခရလာတဲ့နေကြီးလို့ပဲဒီလိုပြောလို့လည်းရတယ်ပေါ့နော်တရားသဘောနဲ့ကြည့်မယ်ဆိုလို့ရှိရင်လောကမှာကြုံတွေ့ရမယ့်ဆင်းရဲဒုက္ခတွေဟာဒီနေ့ကအစပြုလိုက်တာပဲယတနာတွေအလုံးအဲ့ဒီနေ့ကအစပြုလာခဲ့တယ်လို့ဆိုအောင်မွေးတဲ့နေ့ကနေစပြီးတော့မိမိဘဝမှာကြုံတွေ့ရမယ့်ယောဂဝေဒနာတွေပဲဖြစ်စေအခြားပြဿနာတွေပဲဖြစ်စေ မလိုလားတဲ့အရာတွေမှန်တယ်များဟောဒီမွေးနေ့ကစတယ်လို့ဒီလိုဆိုမှာမြတ်စွာဘုရားကတတိတံဝေကဖြစ်စေဖို့ရအတွက်ယောဘိခွေရူပတ္တဥပ္ပါဒောဒုက္ခတိတောဥပ္ပါဒောဘုန်းကြီးတို့တွေရလာတာဘာရလာတာဘာဖြစ်လာတာတုံးလို့မေးရင်ဒုက္ခရလာတာဒုက္ခဖြစ်လာတာလို့ဒီလိုပဲဟောတာเนาะယသိရလာတာဘာရလာတာဒုက္ခရလာနာရလာတာဒုက္ခရလာဆိုလိုတာ ရုပ်တရားတွေနံတရားတွေမှန်သမျှအကြောင်းတရားကြောင့်မိမိတဏ္ဍာမှာဖြစ်ပေါ်လာပြီဆိုတာဒုက္ခတွေဖြစ်ပေါ်လာပြီလို့ဒီလိုရှုမြင်သုံးသပ်ဖို့ရသော်ဘုရားကလေးနဲ့တဲ့တရားအနေနဲ့ဒီလိုဟောကြားတာဖြစ်သွားကြအခုဘုန်းကြီးတို့အနေနဲ့84ဆိုတဲ့ကိင္ကဏန်းကြီးကအလွန်ကြောက်เสียကောင်းတဲ့ကိင္ကဏန်းကြီးတစ်ခုဖြစ်လာဘာလို့ကြောက်เสียကောင်းတာတုံးလို့ဆိုနာရေးချော်ညာတဲ့ထဲမှာကြည့်ရင်ဒီ80ကျော်တွေကအတော်များเนาะ အဲ့တော့ဆုလိုတာကဟိုကိုယ့်ကိုတတိပေးတံဝေက ဖြစ်တာပေါ့နော်တံဝေကရဖို့ဆိုတာကြတော့ခုနကကုသိုလ်ရဖို့တာမန်ကုသိုလ်ရဖို့တဲ့တံဝေကတရားဖြစ်မှုက ပို့ပြီးတော့မွေးနေမှာလေးနဲ့တယ်လို့ပြောဒီတံဝေကဆိုတဲ့တရားကတံဝေကောနာမသဟုတ်တပညာဏလို့စာပေကျမ်းကထဲမှာပြောတယ်တံဝေကရဲ့အဓိပ္ပာယ်ကထိတ်လန့်ခြင်းထိတ်လန့်ခြင်းဆိုတာနှစ်မျိုးရှိတယ် တရားသဘောကိုဆင်ញင်မိလို့အသိဉာဏ်နဲ့ထိတ်လန့်တာကတခုနော်အဲ့ဒါလို့မဟုတ်ဘဲနဲ့တစေကြောက်တရေကြောက်ဟိုအဒီအဒီကြောက်လို့လန့်သွားတာဟာတခုနှစ်ခုရှိတယ်အဲ့ဒီလို့ကြောက်ပြီးတော့လန့်သွားတဲ့ဟိုအာကတန်ဝေကမဟုတ်ဘူးဒေါသနဲ့ကြောက်တာဖီးယားဆိုတာဒေါသနဲ့ကြောက်ဒီဟာကြတော့မော်ရယ်ဖီးယားလို့ပြောရမှာပဲတန်ဝေကဆိုတာမော်ရယ်ဖီးယား ကိုချင်းတရားပေါ်မှာခြေခံပြီးတော့အသိဉာဏ်နဲ့ကြောက်ရွံ့တဲ့တံဝေကတရားနေမိမင်းလို့လည်းခေါ်တယ်မဂ္ဂတိဝမင်းကြီးလို့လည်းခေါ်တယ်နှစ်ပေါင်းများစွာ လူဘဝရရှိလာပြီးတဲ့နောက်မှာသူ့ရဲ့ခေါင်းကိုဖီလင်းပြင်ဆင်ပေးတဲ့သတ္တတဲ့ကိုမှားထားတယ်ငါခေါင်းမှာဆံမင်းလေးတပြူတွေ့ရင်ပြောပါဟိုလူကလည်းပတ်ဆံရမှာဆုတော်လက်တော်ရမှာဆိုခရုဆိုင်ပြီးတော့ကြည့်တယ်နေတယ် နေတန်းကြည့်တယ်နှစ်ပေါင်းများစွာသူကြိုးဆိုင်ပြီးတော့ကြည့်တယ်။အဲဒီတုန်းကအနှစ်7000တန်းလောက်ထိအသက်ရှိတဲ့ခေတ်ဆိုတော့နှစ်ပေါင်းများစွာစောင့်ဆိုင်းလိုက်တဲ့အခါကျတော့ဘာတွေ့တော့ဆိုခေါင်းထဲကသဖြင့်အနှစ်ထဲအဖြူလေးတစ်ပင်တွေ့တယ်။အဲဒီဆတ္တတိကတော့ဝန်တာလိုက်တာဘာလို့ဝန်တာတာတုန်းဆိုဒီသဖြင့်လေးတစ်ဖြူတွေ့ရလို့ဘုရင်ကြီးလက်ထဲထည့်ပေးလိုက်လို့ရှင်သူကဆုတော်လက်တော်ရရမှာ။အဲ့ဒါအတွက်သူကဝန်တာ ဲ့ဒါလို့ရှင်မင်းကြီးရဲ့ကောင်းမဆမင်းဆမင်းလေးတစ်ချောင်းဖြူနေပါပြီရွှေမွေးညက်ကလေးနဲ့နှုတ်ပြီးတော့အဲ့ဆမင်းဖြူလေးကိုလက်ထဲထည့်လိုက်ထည့်လိုက်တဲ့အခါကျတော့မကားတွေကမင်းကြီးကဒါလေးကိုချိန်ပြီးတော့ဘာဖြစ်တော့ဆိုတန်ဝေကဖြစ်ပြီးတော့တကူလုံးဟာပူချိန်ပြီးတော့ချွေးပြိုက်ပြိုက်ကြပါငါအိုးလာပြီငါသေးဖို့နီးလာပြီလို့ဆိုပြီးတော့ဝတ်လဲတော်တွေကို မြစ်ပြီးတော့လဲယူရလောက်အောင်ချွေးတွေထွက်သွားတယ်တဲ့ကြောက်လန့်တုံလှုပ်သွားတယ်အတိညာနဲ့ကြောက်လန့်တာအေးဘဝဆိုတာဘယ်ဟာမှမမြဲပါလားငါကောင်းကအမြဲတမ်းနဲ့မောင်တဲ့ပဒုံရောင်ကိတာတွေဟာအခုအဖြူဝင်လာပြီငါ့ကိုဆိုင်းနေပြနေပြီဘဝတစ်ခုဆုံးလို့ဖို့အတွက်အနေထားတစ်ခုဒီနှိုးစော်နေပြီဆိုတာကိုသိလိုက်ရတဲ့အခါမှာ အချိန်ရကောင်းမှုတွေလုပ်ရမယ်ပြင်ဆင်ရမယ်ဆိုတာတွေသူသဘောပေါက်လာပြီတန်ဝေကတွေဖြစ်လိုက်တာတန်ဝေကကြောင့်ချွေးပြက်ပြက်ထွက်ပြီးတော့ဘီရင်ကြီးဟာသူ့သားကိုခေါ်ခေါ်ပြီးတဲ့အခါထိနှက်စိတ်စိမ်လွတ်အပ်ပြီးတော့ရသေးဝပြီးဥယျာဉ်ထဲမှာတရားကျင့်တော်တာအဲ့ဒါမခဒေဝဘုရားအောင်မခဒေဝတုတ်တံမှာလည်းပါတယ်နေမိဆက်တော်မှာလည်းပါတယ်ပေါ့ ဖျားလောင်းနေဟာအဲ့ဒါလို့တံဝေကတွေဖြစ်တယ်အဲ့တော့အခုလည်းပဲမွေးနေ့အခါသမယဆိုတော့မိမိရဲ့အသက်ကိန်းကနန်းအဲ့တချို့ကတော့အသက်ကိုဖွက်ထားခြင်းသေးတာနော်အသက်ကိုဖွက်ထားတယ်သူများသိမှစိုးတယ်အသက်မေးရင်မကြိုက်ဘူးဆိုတာကြားဘူးတော့နော်ဒူကြားတဲ့မေးရင်ပိုးစိုးတဲ့အဲ့တော့အသက်မေးရင်ရှော့ပြောတာလည်းရှိတယ်ပေါ့တကယ်တော့အသက်ဟာကိုယ် ိုယ်ကိုနှိုးဆော်နေတာ ਨੇ တူတူပဲပေါ့ကိုယ်ကိုနှိုးဆော်နေတယ်မမေ့နဲ့ဒီမတ်တန်ရောက်လာပြီမမေ့နဲ့ဒီမတ်တန်ရောက်လာပြီဆိုတာအမြဲတမ်းနှိုးဆော်တယ်ခေါင်းကဆံမြင်လေးတစ်ပင်ဖြူမှနှိုးဆော်တာမဟုတ်ဘူးအသက်ကိုကြည့်လိုက်ရင်လည်းကိုယ်ကိုနှိုးဆော်ပြီးသားဖြစ်နေတယ်ဒါကြောင့်မို့ကုသိုလ်ကောင်းမှုတွေမြဲမြဲလုပ်ကုသိုလ်ကောင်းမှုတွေလုပ်ရမယ်တံဝေကတွေဖြစ်ပွားပြီးတန်တရားဆိုတာဒီတိုင်းပဲ ဖြစ်လာလိုက်လို့ရှိရင်အိုးလာမယ်အိုးလာပြီးနောက်ဆုံးဘဝတစ်ခုဆုံးခွာသွားမယ်အဆုံးခွာရင်ငါသာဝရကောင်းကျိုးချမ်းသာအတွက်သို့မဟုတ်သာဝရငါတဏ္ဏမှာအနှစ်သာရရှိတဲ့အရာတွေကဘာတွေလဲသီလတို့တမာတိတို့ပညာတို့ဒီကုသိုလ်ကောင်းမှုတွေသာကိုယ့်အတွက်အနှစ်သာရကျန်တာတွေက အလုံးထားခဲ့ရမှာ၄ကြီးပဲဂုံတိတ်ခါတွေဆိုတာလည်းထားခဲ့ရမှာပဲ ဓနငွေကြီးတွေဆိုတာထားခဲ့ရမှာပဲအသုံးဆောင်တွေဆိုတာလည်းအလုံးထားခဲ့ရမှာနော်အလုံးဟာထားခဲ့ရမှာသူကနောက်ဆုံးမှာဟိုအဇိတဆိုတဲ့ဆရာကြီးကတော့သူကဥစေရဝါရီကြီးဆိုတော့ဥစေရဝါရီကြီးဆိုအလုံးဟာတင်းကြိုင်းမှာအဆုံးသတ်တယ်လို့သူကပြောသွားတယ် အာလုံးဟာဆင်းញိုင်ဂုံတိခါတွေအာလုံးဟာတင်းញိုင်မှာပဲအဆုံးသတ်သွားတယ်လို့လူပြောဆိုလိုတာကတော့အာလုံးဟာထားခဲ့ရမယ်ဟာတွေကြီးပဲအဲ့တော့မထားခဲ့ရတဲ့အရာတွေကတော့ဘာလို့ဆိုရင်မြတ်စွာဘုရားကိုယ်ကိုယ်တိုင်ကျင့်သုံးလိုက်နာတဲ့သီလသမာဓိပညာမိမိတဏ္ဍမှာတိုးတက်ဖွံ့ဖြိုးလာတဲ့ကိုချင်းတရားသမာဓိတရားပညာတရားဒါတွေကတော့မိမိအတွက်သာဝရ စင်စက်မပြတ်မိမိရဲ့ဒီအရေးချင်းတွေကိုတိုးတက်မြင်မာသွားစေမယ့်အရာတွေဒါဖြစ်လို့ဒါတွေကတော့ယူသွားရမယ့်အရာဖြစ်တယ်လို့အဲ့တော့နေဆထာဝရနဲ့သခဏဆိုတာကိုခွဲခြားသိဖို့ ਨੇ ဒီပြစ်ထားခဲ့ရမယ့်အနှစ်အကာနဲ့ပြစ်ထားခဲ့ရမယ့်အကာနဲ့မိမိအတွက်ထာဝရတန်ဖိုးရှိမယ့်အနှစ်ဆိုတာခွဲခြားသိပြီးတော့ အကာကိုကြီးစုံပဲ့မနေပဲနဲ့အနှစ်သာရရအောင်လူဘဝကိုယူဖို့ဆိုတာဟာအရေးကြီးပါတယ်ဆိုတာမှတ်သားပြီးဒီကနေ့မွေးနေ့မင်္ဂလာအမှတ်တရဩဝါဒစကားဟောကြားသိစေအပ်ပါတယ်